ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးသတင်းများကဏ္ဍမှကျေဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးသတင်းများကိုစင်စက်မှပြဲကြည့်ချူနိုင်ရန်တော့ subscribe လေးများအင်ဦးဆုံးလှုပ်ထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျာဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ပါတဲ့နိုင်ငံတွေမှာဆင်းရဲနေရင်ဝိုင်းဝန်းကွင်းတက်ကြတဲ့ပြည်ထောင်စုစစ်ကြတော်လေချမ်းသာလို့ရှိရင်မနာလိုစိတ်ရှိတဲ့အတွေ့ တွေ့နေရတဲ့တဲ့ဦးထင်းလွင်မင်္ဂလာပါရှင်အခုအကြောင်းအရာနဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်အဘရာကာတူကျွန်တော်လဲကုမ္ပဏီပညာမတတ်တော့ဗျာဆိုတော့ဒီနေ့ live ကကွန်ပျူတာနဲ့ဘယ်လိုမှလုပ်လို့မရလို့ဖုန်းနဲ့ပြောတာ အာဒီနေ့ကျွန်တော်ပြောမယ့်ကောင်းစင်ကမစ္စရီမစ္စရီယာဆိုတဲ့ကောင်းစင်ပေါ့နော်မစ္စရီယာဆိုတာတော့ကျွန်တော်တို့မွတ်စလင်တွေမှာဟာဆတ်ဆိုတဲ့မနာလိုဝင်းဒိုးစိတ်ကိုပြောတာဆိုတော့ဒါကအဓိကကျွန်တော်ကတော့မြန်မာစကားပြောလူမျိုးဖြစ်တဲ့အတွက်မြန်မာနိုင်ငံသားတွေကိုဥတီပြိဒတ်အနေနဲ့ပြောခြင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာကအဲလူတွေကို အလွန်အမင်းမြောက်ပစ်ချီးမြောက်တတ်တဲ့ အလေးအကျင့်နဲ့အလုံးအမင်းမနာလို ဖြစ်တတ်တဲ့အလေးအကျင့်ဒီနှစ်ခုကအစွန်းနှစ်ဘက်ကိုရောက်နေတယ်လို့မြင်မိတယ်။ဒါကြောင့်အဲကျွန်တော်တို့လူမျိုးဆက်လူအတိုင်းဝိုင်းထူထောင်တဲ့ခါမှာဒီကိစ္စကတော်တော်ဆင်ခြင်ရမယ်ကိစ္စအားထဲမှာပါတယ်။အဲ့ဒီအတွေ့ကျွန်တော်ကဒီကောင်းစင်နဲ့ပြောချင်းဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံမှာပေါ့နော်အထူးသဖြင့်အခုလိုဘေးဒုက္ခကပ်ဘေးတွေနဲ့ကြုံရတဲ့အခါမျိုးမှာ ဥမာရေကြီးတယ်ဗျာတအားရေတွေကြီးလာတဲ့ကပ်ပေးကြွားတယ်တုံးကိုအခုလုံငလင်းပေးတွေဖြစ်တယ်အဲ့ဒီကမြန်မာနိုင်ငံသားတွေကတော်တော်လေးကိုကူညီရိုင်းပေးနဲ့ဝိုင်းဝန်းကူညီတတ်တဲ့အကျင့်ရှိတယ်ဆိုတာကိုတော့မြန်မာနိုင်ငံသားတွေနေမဟုတ်ဘူးကဘာကလည်းပဲအသိမှတ်ပြုပါတယ်ဒီတယောက်တယောက်ပရာဟိတစိတ်ရှိတာကူညီတာပံ့ပိုးတာ ဒါကကဘာပေါ်မှာကိုအဆင့်9နေရာလောက်မှာရှိတယ်။ကဘာနဲ့တိုက်လို့ရှိရင်ပေါ့နော်မြန်မာနိုင်ငံရဲ့အဆင့်9နေရာလောက်မှာရှိတယ်မြန်မာလူမျိုးတွေကမိမိကိုယ်တိုင်စီးရဲနေတော့လည်းပဲသူတပားကိုမရှိရှိရာကူညီတဲ့အလေးအကျင့်တွေဒါတွေကတော့ဟိုကျွန်တော်တို့လူကြီးမျိုးလုံးနဲ့ကြည့်ရင်တော့အင်မတန်မှအားရကျင်းတဲ့ဖို့ကောင်းပါလေအဲ့ဒီအတွက်လည်းပဲဝိုင်းဝန်းကူညီတဲ့ပုံကိုယ်တွေဒီလိုစိတ်ရှိတဲ့လူတွေအားလုံးကိုကျွန်တော်တို့က အဲအသိမပြုတ်ရယ်လေးစားတယ်ဂုံပြုတ်ပါတယ်ဒါပေမဲ့တပြိုင်တည်းထဲမှာဒီနေရာမှာနည်းနည်းပါပါရာခိုင်နှုန်းနည်းနည်းပေါ့အများတော့မဟုတ်ဘူးရာခိုင်နှုန်းအနည်းဘာတွေတွေ့ရလဲဆိုတော့အကူကြီးလာပေးတဲ့လူတွေကဝိုင်းလူတာမျိုးရာခိုင်နှုန်းနည်းပါတယ်သို့တော်လည်းပဲဒါတွေကိုထည့်ပြီးပြောထားမှဖြစ်မှာဒါတွေကိုတော့ကျွန်တော်တို့ကပြောမှရမှာ အကူကြီးလာပိတ်တဲ့လူတွေကိုဝိုင်းလူတာမျိုးပြီးတော့ကိုကရထားပြီးပြီနောက်တစ်ယောက်ကမရသေးဘူးဆိုရင်လည်းကိုချင်းစာစိတ်မရှိတဲ့လူမျိုးတွေဒါကိုင်းလို့နည်းနည်းတွေ့ရတယ်ငါပဲလူချင်းတယ်ငါပဲလူချင်းတယ်ငါပဲလူချင်းတယ်ဆိုတဲ့စိတ်မျိုးတွေလည်းနည်းနည်းပါးပါးတွေ့ရတယ်နောက်တစ်ခုကပေးလိုက်တဲ့အကူကြီးကိုဖျက်ဆတဲ့အလေးချင်းတွေဒါတော့ကျွန်တော်ယာကိုင်းလို့မမှတ်တတ်ဘူးဒါပါကြောင့်လဲဆိုတော့ဒါကပေးတဲ့လူတွေပေါ်မှာလည်းမူတည်တယ် ဘယ်ပုံကိုကဘယ်နေရာမှာဘယ်လိုလုပ်တယ်တကယ်ကိုစစ်စစ်ရောက်လုပ်တယ်ပေးသင့်တယ်မပေးသင့်ဘူးဆိုတာကတော့ကိုပိုင်အလေးအကျင့်တွေကိုပိုင်အသွေးခေါ်တွေကိုပိုင်ဆုံးဖြတ်ချက်တွေနဲ့တွားရမယ့်ကိစ္စဖြစ်တယ်ဒါကြောင့်ကျွန်တော်ကတော့ဒီကိစ္စမှာရာဂိုင်းလုံးဘယ်လောက်လဲမမှန်းတတ်ဘူးနောက်တစ်ခုက page အတုတွေနဲ့အလူခံစားလာဒါကတော့တော်မီလောင်တော်ကြောင်လက်ခမောင်းခတ်တာပေါ့ဒါမျိုးတွေလည်းတွေ့ရတယ်ဒါကတော့ရှင်းနေမှာပဲဒါကကိုယ့်အကူ ပေးခဲ့ကူညီတဲ့လူတွေကတော့စီစက်ပေါ့ဗျာစီစက်ပြီးတော့စီစက်တဲ့ပြီးတော့ကူညီတတ်တဲ့အလေးအကျင့်မျိုးဖြစ်လာတာလည်းပဲကောင်းတယ်အလေးလို့မဖြစ်ဘူးပေါ့ဒါမျိုးတွေကိုကျွန်တော်တို့ကအဲစင်ကြရမှာဖြစ်တယ်နောက်တစ်ခုဒီဒီနေ့အဓိက ပြောချင်တာကတော့အဲ့ဒီကိစ္စမဟုတ်ဘူးအဓိကပြောချင်တာကမနာလိုဝင်တိုစစ်ကျွန်တော်တို့လူမျိုးမှာတော်တော်များများတွေ့ရလားကြီးမားတဲ့မနာလိုဝင်တိုစစ်တွေရှိတယ် ဒါဥပမာဆိုလို့ရှိရင်ကျွန်တော်တို့အမေရိကန်နိုင်ငံမှာကယ်လီဖိုးနီးယားဘက်ကမီးလောင်တယ်ဗျာမီးလောင်တော့မီးထဲမှာလူတော်တော်များများပါသွားတယ်ဟိုအိမ်ပေါ့နော်ဥစားပစ္စည်းတွေပါသွားတယ်အဲ့တော့မြန်မာနိုင်ငံကလူတော်တော်များများကျွန်တော်တို့ကလည်းမြန်မာ Facebook ကိုတုံးနေတာဆိုတော့ live မှာမြင်ရတာဒီတချို့အားဖြင့်စိတ်မချမ်းသာဘူးကျွန်တော်ကအမှုပညာသမားလည်းမဟုတ်ဘူးအမှုပညာကိုလည်းစိတ်ဝင်စားဘူးအားကစားသမားလည်းမဟုတ်ဘူးအားကစားတွေကိုလည်းစိတ်ဝင်စားဘူး ဘယ်ဘောလုံးသင်းရပါလဲကျွန်တော်မသိဘူးကျွန်တော်စိတ်ဝင်စားတာကမြန်မာနိုင်ငံကလူတွေဟာဘယ်လိုပြုပြင်ပြောင်းလဲနိုင်မလဲဘယ်လိုဘဝတွေတိုးတက်မလဲကျွန်တော်တို့မြန်မာလူငယ်တွေအားလုံးလူမျိုးစုံဘာသာစုံရှိသမျှမြန်မာနိုင်ငံထဲကလူတွေရဲ့အတွေးခေါ်တွေဘယ်လိုတည်ငြိမ်မလဲပြီးတော့ဘဝတွေကိုထူထောင်ဖို့အတွက်နီလန်းကောင်းတွေဘယ်လိုစဉ်းစားမလဲဒါဘက်ကျွန်တော်အာရုံအများအားရှိတယ်အဲ့တော့အဲ့ဒီကိစ္စပဲကျွန်တော်စဉ်းစားမိတယ်သို့တော်လည်းပဲဒီ မြန်မာပြည်က Facebook တွေကိုလိုက်ကြည့်တဲ့အခါမှာဆောဆောကယ်လီဖိုးနီးယားကို မီးလောင်စဉ်ကာလမှာမြန်မာနိုင်ငံကနေပြီးတော့ဟိုအရေးခင်နောက်ဆုံးပြဿနာတွေတက်ပြီးတော့ပြေးလာကြတဲ့လူတွေအများကြီးပါအဲ့ဒီအများကြီးတဲ့မှာအမှုပညာရှင်တယောက်ကျွန်တော်လဲနာမည်ဟိုအမှုပညာလောကမဟုတ်တော့နာမည်မမှတ်မိဘူးဗျတော်တော်လေးချမ်းသာတယ်အဲ့ဒီအမှုပညာရှင်တယောက်ကကယ်လီဖိုးနီးယားဘက်မှာအင်တလုံးကိုရတယ် တော့ပုတ်ခတ်တဲ့လူတွေကအတိအကျပုတ်ခတ်ကြတယ်။သူ့ဥစ္စာပစ္စည်းနဲ့ဝယ်တာ။သူ့ပိုက်ဆံနဲ့ဝယ်တာ။ကျွန်တော်ကဘက်လိုက်ပြီးပြောတာမဟုတ်ဘူးနော်။အဲ့ဒီအမျိုးသမီးဆိုရင်ဒါကျွန်တော်တို့ ਨੇ အယူဆအားဖြင့်ဆက်နေမယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဂျင်โดဆိုင်တက်ပြစဉ်ကာလမှာသူကဂျင်โดဆိုင်ကိုအားပေးခဲ့တယ်။သို့မဟုတ်ရင်ဂျင်โดဆိုင်ပြုတ်လုနေတဲ့လူတွေကိုစပိုးလုပ်ခဲ့တယ်။ကျွန်တော်တို့တွေကသူ့ရဲ့ပစ္စည်းရာပစ္စည်းချောင်းကိုစဉ်းစားတယ်ဆိုရင်တော့မှတဘာဝကြသည်။လူတယောက် ကပ်ပေးကြုံနေတဲ့အချိန်မှာသူ့အိမ်ကြီးမီးလောင်သွားပါစေဆိုပြီးတော့တင်နေတဲ့ကျွန်တော်တို့ဗမာလူမျိုးတွေကိုလိပ်ပြားလဲကိုနည်းနည်းပါပါချစ်ဖို့လိုတယ်လူတယောက်ကကပ်ပေးထဲမှာပါသွားပါစေလောက်ထိစုတောင်းတယ်မေတ္တာပို့တယ်တင်စာတိုက်တယ်ဆိုတော့ဒါမသိတော့ဘူးဒါကအင်မတန်မှအတွင်းစိတ်ကိုကြည့်တော့မနာလိုစိတ်ကြီးတာကိုတွေ့ရတယ် โอเคไอ้อเมโตมีอ่ะต้ายมีอานาโกเต็มပြီးတော့အုပ်ချုပ်လို့တိုင်းသူပြည်သားကိုဖိနှိပ်ထားလို့โอเคဒါဆိုဒါတော့ဒီလက်ခံတယ်သူကသူလာတဲ့နိုင်ငံသားမှာသူဥစ္စာပြစ်စီနေသူသူအလူခံစားတာလည်းကျွန်တော်မကြဘူးအလူခံတဲ့အုပ်စုတွေတော့မပါဘူးသူ့တော့သူ့ရင်ပြစ်စီသွားပါစေဆိုပြီးတော့မြေတားပို့နေတဲ့လူတွေရှိတယ်ဒါကကြီးမားတဲ့မနာလိုစိတ်မြစ်စရိယာစိတ်ဒါကျွန်တော်တို့အာရဘီလိုပြောရင်ဟာဆတ်လို့ခေါ် ဲ့တော့မြန်မာနိုင်ငံကလူတွေမှာအဲ့ဒီအတင်းဆိုင်ကြီးနည်းနည်းတွေ့ရတယ်။အဲနည်းနည်းမဟုတ်တော်တော်များများတွေ့ရတယ်ဗျာ။ဒါတော့လူမျိုးစုံဘာသာစုံမှာလူတယောက်တိုးတက်လာပြီဆိုရင်မနာလိုဖြစ်ပြီ။လူတယောက်တိုးတက်လာပြီဆိုရင်မနာလိုဖြစ်ပြီ။အဲ့ဒီစိတ်ဒီလူတယောက်ကငါကလေးကသူ့ကလေးလောက်ပညာမတတ်ရကောင်းလားလို့မနာလိုဖြစ်တယ်။သူကလေးပညာတတ်တာကိုကိုက appreciate လုပ်ရမယ်ဂုဏ်ပေးရမယ် ကိုကလေးကိုလည်းသူ့ကဲ့သို့တိုးလက်အောင်တွင်တင်ဆုံးပါမယ်မနာလိုပြစ်စရာမလိုဘူးအဲ့ဒီမနာလိုစိတ်တွေကြောင့်ကျွန်တော်တို့တိုက်ပြီးပြစ်စင်းနေတာအခုကျွန်တော်ငလင်းဘေးမှာကုရပန့်ကြောင့်တွေ့ရတယ်ဗျာကျွန်တော်ကတော့တောကရှိတယ်မြန်မာနိုင်ငံသားတွေဘယ်လိုလုပ်မလဲဒုက္ခပဲပေါ့နော်ဆိုတော့ကျွန်တော်တို့ကုညီနိုင်တယ်ဆိုတာက limit ပဲရှိတယ်ကျွန်တော်တို့ကုညီနိုင်တာအတိုင်းအတာတရားပဲရှိတယ်ကျွန်တော်တို့တဲ့မြောက်များစွာကုညီတဲ့လူတွေရှိနေတယ် တွေ့နေရတယ်တိန်းထောင်နဲ့တောင်းနဲ့ရှိပြီးတော့ကူနေတဲ့လူတွေတွေ့နေရတယ်အပရီရှီယိတ်လုပ်တယ်ဝင်းသားတယ်ဒါပေမဲ့ဘသူပဲကူညီကူညီကူညီနေခြင်းဟာ limit ပဲအတိုင်းတရားပဲ dead body တွေရုပ်အလောင်းတွေကိုဆွဲထုတ်မယ်အသက်အသက်ရှင်တဲ့လူတွေကိုလည်းအသက်ရှင်လို့ကဲမယ်လောလောဆယ်ယာယီကျွေးမယ်မွေးမယ်စောက်ချောက်မယ်အားပေးစကားပြောမယ်ဒါကကာလတစ်ခုနဲ့ limit ပဲဖြစ်မယ် အဓိကကမိမိကိုမိမိကုံထားရမယ်မိမိကိုမိမိယုံထားရမယ်မိမိကိုမိမိတည်ဆောက်ရမယ်ဒီစိတ်ကအရေးကြီးတယ်အဲ့လိုဆုံးဖြတ်ချက်ကိုကျွန်တော်တို့ဆုံးဖြတ်နိုင်မှုလို့ငလေးရင်တခါလောက်တယ်အဲ့ဒါကိုအကြောင်းပြပြီးတော့ငါရဲ့သားစဉ်မျိုးဆက်ကိုကဘာကြီးကလာကျွေးရမယ်လို့ဘယ်သူကတာဝန်ယူရမယ်လို့ဆယ်စိတ်မျိုးอ่ะမသိတော့ဘူးဒါမျိုးလေလူကောင်းတွေကတော့ဒါမျိုးစိတ်မထားပါဘူးဒါကျွန်တော်က ဟိုကုညီနယ်နဲ့လူတွေဘက်ကလည်းလက်မဲ့ပဲပြောတာဆိုတော့ထားပါတော့အဲ့ဒီမှာဘာတွေ့ရလဲဆိုတော့စောစောလုံးကကျွန်တော်ဒီမှာတွေ့နေရတယ်ဗျာအမှုပညာရှင်တွေအမှုပညာရှင်ကောင်းမလေးဘယ်သူလဲကျွန်တော်ဟိုဖြူဖြူထွေးနောက်တစ်ယောက်ကခိုင်မင်းဝေသူတို့သွားကုညီကြတယ်သွားကုညီတော့ကျွန်တော်တို့ကဝင်းတာပေးရမှာအော်သူတို့ကုညီတယ်ဘယ်သူ့ကိုပဲကုညီကုညီမြန်မာနိုင်ငံသားတရားတော့သူတို့ကြောင့်အကူညီရတယ် အဲ့ဒီမှာလက်မဲတို့နောက်ွယ်ကဘသူကစပွန်ဆာတို့ဘာတို့ဆိုတာအင်မတန်မှကျွန်တော်အမြင်ကတော့ဒါအင်မတန်အောက်တန်းကြတဲ့တိုက်ခွက်လို့မြင်တယ်မနာလိုစိတ်ကြီးတာမင်းကလေးကြီးနောက်မင်းကလေးတယောက်ကတဘာဝအရောက်မင်းမိန်းမတွေရဲ့စိတ်တဘာဝအလျောက်အတင်းပြောတယ်လက်ခံလို့ရသေးတယ်ယောက်ျားကြီးမကြီးတွေကိုယ်တိုင်က အတင်းပြောနေတယ်မနာလိုစိတ်တွေကြီးနေတယ်အဲ့တော့ ူတို့သွားကူညီနေတယ်သူတို့နောက်ကလက်မဲ့ရှိရင်ခမားတို့လက်ဖြူကြီးဆိုတဲ့ကိုကိုကိုခံယူထားတဲ့လက်ဖြူအုပ်စုကသူတို့လက်ပို့ပြီးကူညီနိုင်အောင်ကြိုးစားပေါ့ဒါဒုက္ခကြောင့်နေတဲ့ကာလမှာကူညီကြတာကိုကိုလက်ဖြူလို့ခံစားတယ်သူများလက်မဲ့ဟုတ်တယ်နောက်ကစပွန်ဆာနဲ့ဗာနဲ့ဟုတ်ပြီကောင်းပြီသူတို့လက်မဲ့အုပ်စုက3000ကူညီတယ်ဆိုရင်ခမားတို့က3000ပေါင်း2000ကူညီအောင်ကြိုးစားပေါ့လက်ဖြူတွေကကောင်းမှုကောင်းမှုမှာပြိုင်ဆိုင်ပေါ့ ဲ့စိတ်မျိုးမရှိဘူးလူတယောက်ကတအားဟိုပေါ့နော်ကုကုစကားလည်းပြောရတော့ဆယ်လီဖြစ်လာရင်နောက်တယောက်ကမနာလိုဖြစ်နေဆိုတော့ဒီနေရာမှာကျွန်တော်တို့ကအစွန်းနှစ်ခုတော့ရှောင်ရမယ်ကုညီနေတဲ့လူတွေကို appreciate လုပ်ရမယ်ကုညီတဲ့ကုညီနေတဲ့လူတွေကိုအသိမှတ်ပြုရမယ်အသိမပြုလာတဲ့ဘောင်ကျော်ပြီးတော့နင်လန်းကာလာပုံကိုရေးရှိမြောက်တာမျိုးဒါကကာယကံရှင်ကိုစိတ်ပိုက်ဆိုင်ရာပြည့်စည်စေတယ်စိတ်ပိုက်ဆိုင်ရာဘဝင်မြင့်စေတယ် ဒါကိုတော့ကျွန်တော်တို့လည်းထိရမယ်တစ်ဖက်ကအဲမြောက်တင်တဲ့လူတွေကလည်းလူတယောက်ရဲ့ကုညီမှုကိုကျွန်တော်တို့က appreciate လုပ်ရမယ်အသိမှတ်ပြုရမယ်ဘောင်ထားရမယ်တစ်ဖက်ကလည်းပဲလူကိုကမတင်နိုင်ရင်ငါလူမဟုတ်လို့တခြားလူကြောင့်ကုညီတယ်ဆိုရင်တော့မှဒီလိုအချိန်ကာလမျိုးမှာစိတ်ထဲမှာထားရမှာဖွင့်ပြီးတော့မနာလို့ဖြစ်နေတယ်ဆိုတော့နှစ်ဖက်ကအစွန်းနှစ်ဖက်မှာရှိနေတယ်အဲ့ဒီအစွန်းနှစ်ဖက်မှာရှိတဲ့လူတွေက ်တနည်းအားဖြင့်တနိုင်ငံနဲ့ဖြစ်သောမြန်မာနိုင်ငံဆိုရက်အရက်ဒေသကိုစဉ်းစားနေကြတာအဲ့ဒီမြန်မာနိုင်ငံဆိုရက်အရက်ဒေသကိုစဉ်းစားပြီးတော့နောက်ထပ်မျိုးဆက်တွေကိုဘယ်လိုဖွင့်ပြပလဲလို့စဉ်းစားနေကြတာဒီအစိုးရနှစ်ဖက်စိတ်ကဘယ်လိုမှမအောင်မြင်နိုင်ဘူးပြန်ဖြစ်ကြမယ်စကားများကြမယ်ပုတ်ခတ်ကြမယ်စကားတွေလွန်လာမယ်တကယ်တမ်းပြဿနာတစ်ခုကိုပူးပေါင်းဖြေရှင်းရမယ့်အခါမျိုးမှာတယောက်တယောက်မျက်နှာမကြည့်နိုင်ဖြစ်မယ် ဟာဘာကြောက်မနာလို့စိတ်တွေကြီးနေတာလဲဆိုတာကကိုယ့်အကူပြန်စဉ်းစားရမယ်ကျွန်တော်တို့အပြင်ကလူရတော့မြင်းတယ်ဘာကြောက်မနာလို့စိတ်ကြီးနေတာလဲနံပါတ်1လောဘကြီးတယ်လောဘအင်မတန်ကြီးတယ်မနာလို့စိတ်ဖြစ်တဲ့လူတွေကိုပြောတာနော်ကူညီနေသောလူများကိုပြောတာမဟုတ်ဘူးမိမိမှာရှိတာလေးကိုခြားကျွေးတတ်တဲ့လူမျိုးကိုပြောတာမဟုတ်ဘူးအဲ့လိုလူမျိုးကတော့မနာလို့မဖြစ်ဘူးမိမိကလည်းမကူညီဘူး ကူညီလို့စိတ်လည်းမရှိဘူးကိုကကူညီစရာဆောင်ပြီးတော့ဖောင်းထုတ်တဲ့လူတွေအများကြီးရှိတယ်လေတော်တော်ကိုရုပ်ပြစင်းပြက်ကိုရှိနေတယ်ဆိုတော့ဒါမျိုးတွေကိုကျွန်တော်တို့ကပြင်ရမယ်အဲ့တော့ကျွန်တော်လည်းပြောရင်ပြောပါမင်းကဘာဆရာကြီးလုပ်တာဟုတ်တယ်ဒါပြင်ကိုပြင်ရမှာဆိုဆရာကြီးလို့ကျွန်တော်အသက်ရွယ်နဲ့နောက်ထပ်လူငယ်တွေကိုကျွန်တော်တာဝန်ရှိသလောက်ကျွန်တော်နိုင်သလောက်ပြောဖို့ကျွန်တော်တာဝန်ရှိတယ်မုံညင်မုံပါစေခင်ဗျားတို့မုံလို့ဘာမှမဖြစ်ဘူးကျွန်တော်မကြခဏပြောရင် ခမားတိုင်းပြီးလုံးမုံလို့ဘာမှမဖြစ်ဘူးဥတင်တွေပဲ့မသွားဘူးဒါပေမဲ့ခမားတို့ကောင်းစားဖို့လိုတယ်ခမားတို့ရဲ့သားစီမိဆက်ကောင်းစားဖို့လိုတယ်ခမားတို့ရဲ့ခလေးတွေကခမားတို့ကိုကြည့်နေတယ်အဲ့ဒီလူတွေကအော်ငါဖေကဘယ်လိုစိတ်ထားလဲငါဦးလေးကဘယ်လိုစိတ်ထားလဲငါအမေကဘယ်လိုစိတ်ထားလဲဆိုတော့မျက်လုံးမှာတောက်တောက်ကြည့်နေတယ်ကိုရှိကမနာလို့ဖြစ်တဲ့တော့စိတ်သက်များခလေးတွေကိုမကူးစေပါနဲ့ ကိုရှိရပုံကိုကြီးကုခွဲသက်တော်စိတ်ဓာတ်များလူကလေးတို့မကူးစေပါနဲ့အဲ့ဒီအစိုးရနှစ်ဘက်ကိုချောင်းမို့လို့လေအဲ့ဒီအစိုးရနှစ်ဘက်ကိုမချောင်းနိုင်ရင်ကျွန်တော်တို့ဒီနိုင်ငံကတိုးတက်ဖွံ့ဖြိုးဖို့မရှိဘူးဒီနိုင်ငံလို့ကျွန်တော်ပြောနေတာကကျွန်တော်ကလေးတွေအတွက်ပြောတာမဟုတ်ဘူးရိုးသားသားပဲကျွန်တော်ကလေးအားလုံးအမေရိကန်မှာသူတို့မြန်မာနိုင်ငံလည်းပြန်မှာမဟုတ်သူတို့ဒီမှာကြီးတာဒီမှာဒီရဲ့သဘာဝနဲ့သူတို့ပြောင်းမွေသွားပြီအသားကျသွားပြီ ပမာဘီယိုမတော်ဆပြိုင်တော်မှာအလဲ90ရဲ့ပဲသူသွားကြမှာအဲ့တော့ကျွန်တော်တို့ကသောကဖြစ်ပြီးနေတာကကိုမွေးခဲ့တော့တိုက်ပြီးကိုလူမျိုးဒီလူမျိုးတွေသင်းသင်းမြတ်မြတ်နဲ့ကောင်းကောင်းမွန်မွန်နဲ့ဘယ်လိုတိုးတက်မလဲဘာကြောင့်လဲဆိုတော့ကျွန်တော်ထိုင်းကိုထွက်လာတော့လည်းပဲမြန်မာလူမျိုးတွေကိုကူညီနေရတယ်အမေရိကကိုထွက်လာတော့လည်းမြန်မာလူမျိုးပေါ့မြန်မာစွာကိုကူညီနေရတယ်ညာပါကိုလက်ရှိစီကူညီနေရတယ် ။ဘာကြောင့်ကူညီရလဲဆိုတော့အော်ဒီကလေးတွေကအနာဂတ်ရှိတယ်။ဒီကလေးတွေတိုးလက်ဖို့လိုတယ်။ဒီကလေးတွေတိုးလက်သွားမှသူတို့ကသူတို့မိဘတွေကိုပြောပြနိုင်မယ်။သူတို့ရဲ့မောင်နှမတွေကိုပြောပြနိုင်မယ်။ဒါလေးကောက်စားသွားမယ်။ဘာကြောင့်ကူညီရလဲ။ကျွန်တော်တို့တိုင်းပြည်စောက်ပြက်နေလို့ကူညီရတာ။အကယ်၍များမြန်မာနိုင်ငံကလာတော့ဒီအမေရိကကိုလာတော့ကလေးတွေကမြန်မာနိုင်ငံဒီအင်မတန်ရှားနာသောနိုင်ငံဖြစ်တယ်။ အမေရိကကိုရောက်လို့ရှိရင်သူရင်ကော့ပြီးတော့ရက်တည်နိုင်တယ်ဆိုကျွန်တော်ကူညီစရာမလိုဘူး။ဒါချင်းနဲ့အကူညီလိုအပ်ပြီးဆိုကြတဲ့ကသူတို့ဒီစုံတရားအားနည်းချက်ရှိနေတယ်။အဲ့တော့အားနည်းချက်ရှိရတာကမြန်မာနိုင်ငံမှာရှိတဲ့လူအတိုင်းဝိုင်းရဲ့အားနည်းချက်ကြီးကြောင့်ဖြစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကတနင်္လာမြောက်ကူညီရတယ်။မကူညီရင်တော့လို့ပြောတာမဟုတ်ဘူး။ခင်ဗျားတို့ လူတစ်ပါးရဲ့အကူအညီကလော့အောင်မိမိရဲ့စိတ်ဓာတ်ကိုပြင်ရမယ်မိမိရဲ့ဝရိယတွေကို စိုက်ထုတ်ရမယ်မိမိကိုယ်တိုင်ထူထောင်ရမယ်အခြားတယောက်ကိုမနာလိုဖြစ်မှုဆိုတာအင်မတန်ကြီးကျယ်တဲ့ပူလောင်မှုပဲအခုမနာလိုဖြစ်နေကြတာတွေ့တယ်ဘာမဟုတ်တဲ့ဟိုကိုတဲ့နှမ်းချေရအသက်အများကြီးငယ်ပါတယ်ဖြူဖြူထွေးဆိုတဲ့ကောင်မလေးတွေကျွန်တော်ကသူ့ပုဂ္ဂိုလ်ကြီးတွေပြောလာမဟုတ်ဘူးเนาะကျွန်တော်သိလည်းမသိဘူး లై ဘ်ပေါ်မှာတွေ့တာ ဘာတွေ့လာလဲဆိုတော့မနာလိုဖြစ်မှုကိုတွေ့လာအဲ့ဒီမနာလိုဖြစ်မှုကြောင့်ကျွန်တော်ကကြားဝင်ပြောတာဘသူ့အမပရိုမိုးလုပ်ပေးတာမဟုတ်ဘူးမနာလိုဖြစ်တတ်တဲ့စိတ်ဓာတ်တွေကိုပြင်ဖို့ပဲပြောတာလူတယောက်ကတိုးတဲ့အတွေးကောတကူကိုလိုင်းမော်တင်လိုက်တယ်ဝိုင်းပုတ်ခတ်တယ်ငါနဲ့မတူလို့ခမရလို့နဲ့တူရင်မနာလိုမှုပြည်ကူးကုန်မှာပေါ့ ဒါနဲ့ဘသူလို့သူများကိုမနာလို့ဖြစ်ရမယ်ဒုက္ခပေးရမယ်ဆိုရင်ခမားတို့စီစံပြဖြစ်အောင်လို့အဲ့ဒါဆိုလူတွေကခမားတို့နဲ့တူအောင်တူတူချင်းလာလိမ့်မယ်ခမားတို့တွေကကိုယ့်အကိုကြည့်လိုက်ဒီမျိုးစုံနဲ့လိန်စားတယ်တောင်းစားတယ်ပတ်စားတယ်ကိုယ်စားတယ်ကောက်စားတယ်လူလည်းကြတယ်ဂရိဖြစ်တယ်ပြီးတော့ခမားတို့နဲ့ခမားတို့နဲ့မတူရကောင်းလားလို့သူတပောက်ကိုအပြစ်ပြောတယ် ခမားတို့နဲ့တူစေချင်ရင်ခမားတို့ကသူတို့ရဲ့ model ဖြစ်အောင်လို့သူတို့ရဲ့ sample ဖြစ်အောင်လို့ဇာတိအရာမှာဂရိတ္တစာအရာမှာစိတ်နဲ့စိတ်ထားအရာမှာလူတွေကသူ့အသူဓာတ်ကူးလာနေမယ်အခုကတော့ကိုနဲ့မတူရင်ရန်သူပဲငါနဲ့အတွေ့အကြုံမတူရင်ရန်သူပဲငါနဲ့အတွေ့အကြုံမတူရင်အတွေ့အခေါ်ချင်းပဲလို့ညှိမလဲသူ့အတွေ့အခေါ်ကမှန်နေသလား ငါများအတွေးခေါ်မှနေသလားဆိုစင်ကြုံတရားလည်းမရှိဘူးပြောလိုက်ရင်တော့မြန်မာနိုင်ငံသားတွေအားလုံးကကြည့်လိုက်ရင်တော့အင်မတန်ကြီးကျယ်တဲ့ဒါသနာတွေသူတို့ရဲ့ Facebook တွေမှာတွေ့ရတယ်အင်မတန်ကြီးကျယ်တဲ့ဒါသနာတွေရှိတယ်အင်မတန်မှဗြမစိုးတရားထွန်ကားတယ်အဲ့တိုင်းကြီးရဟောလိုက်ကြတဲ့ဘာသာရေးနိုင်ငံရေးအကောင့်တွေဟောတယ်စိတ်ထဲမှာတစ်ခုမှအဆင်မပြေဘူးအားလုံးပုံသွိုးနေတယ် အဲ့တော့အဲ့ဒါတွေကိုပြုပြင်ဖို့အတွက်ကျွန်တော်ကဒါဒီနေ့အမုန်းခံပြီးပြောတာတခြားတယောက်ကူညီနေတယ်ဆိုရင်ကိုလည်းကူညီပါမကူညီနိုင်လည်းမကျေနပ်ရင်လည်းနှုတ်ဆက်နေပါဒုက္ခရောက်နေတဲ့လူတွေကပ်ပြီးဆိုင်နေတဲ့လူတွေအဲ့လူတွေကိုဝိုင်းကူညီကူညီနေကြတာတချို့လည်းတူတူလေးလေးကူညီမယ်တချို့လည်းပေါ်တင်ကူညီမယ်အရာအလုံးမှတူတူလေးလေးကူညီလို့မရဘူး ဓာကြီးကကပ်ပေးဆိုင်နေတာအိမ်ပေးကလူတယောက်သမင်းငတ်နေရင်တော့ကိုကတူတူတင်းတင်းသွားကူညီရမှာဘာကြောင့်လဲဆိုတော့သူ့ရဲ့လူသားဂုံတိတ်ခါသူ့ရဲ့သားသမီးတွေရဲ့လူသားဂုံတိတ်ခါအလျောက်အဲ့လူကိုတူတူတင်းတင်းကူညီရမယ်အိမ်ပေးကလူကိုရဲ့မိတ်ဆွေကိုရဲ့ချင်းမလူကြောင့်ဒုက္ခရောက်နေတဲ့ public ဖြစ်နေတဲ့ကိစ္စတကဘာလုံးသိနေတဲ့ကိစ္စတူတူတင်းတင်းသွားချိန်ပြီးကူညီလို့ချင်းဂျားအကောင်ကြီးဖြတ်စားသွားမယ် ကဲဟုတ်ပြီတိုးလေးလည်းမကူညီဘူးတကယ်တော့ကိုချင်းလျောက်သွားကူညီတဲ့တဲ့လူတွေကြတော့လည်းပဲအမတို့နီးမျိုးစုံအပြစ်ပြောနေတယ်အပြစ်ပြောတဲ့အစင်းကကြော်ပြီးတော့မနာလိုဝင်တုံမှုနဲ့လောက်ရံဆက်လန်းနေနဲ့သူတစ်ပါးကိုတိုက်ခိုက်တယ်အဲ့တော့အဲ့လိုတိုင်းပြည်မျိုးအဲ့လိုလူအဲ့လိုတိုင်းပြည်တစ်ခုမှာအဲ့လိုလူတွေကလူများစု ဖြစ်ခဲ့ရင်အဲ့တိုင်းပြည်ကဘယ်လို့မှပြင်လို့မရဘူးကိုတိုင်းပြည်တိုးတက်စေချင်သလား ကိုတိုင်းပြီးကောင်းစားခြင်းသိစေခြင်းသလားကိုကနံပါတ်၁စိတ်ချကိုပြင်ဖို့လိုတယ်စိတ်ချပြင်ပြီးတဲ့အခါမှာအမျိုးအမည်တွေအတွေးခေါ်တွေဉာဏ်ပညာတွေအကုန်ပြင်ရမယ်ဒီနိုင်ငံရေကြီးရေကြီးတတ်တယ်ဒီနိုင်ငံငလှရင်လှုပ်တတ်တယ်ဒီနိုင်ငံမှာကိုကြီးတရားကောင်းမှုနဲ့အုပ်ချုပ်သူမပေါ်သေးဘူးအဲ့တော့ဒါဆိုရင်ငါတို့ဘာလို့လုပ်မလဲ ရေကြီးတဲ့ရင်ရေကြီးတာကိုကြိုတင်ကကွယ်ဖို့ဘာလဲစဉ်းစားမလဲငလျင်လောက်တဲ့ရင်ငလျင်လောက်တာကိုကြိုတင်ကကွယ်ဖို့ငလျင်ဖြစ်လာခဲ့ရင်ဘယ်လိုအသက်နိုင်ဆုံးဘေးကင်းအောင်နေဖို့ပြင်ဆင်မလဲငါတို့မှာမင်းကောင်းမရှိဘူးငါတို့နဲ့သဘောတူသောမင်းကောင်းမင်းမြတ်မရှိဘူးဆိုရင်ငါတို့ရဲ့ life ကိုငါတို့ကငါတို့ဘယ်လိုတည်ဆောက်မလဲကျွန်တော်အရင်နှစ်တည်းကလည်းတုံကုံခဲ့တဲ့ ခုနလလောက်ကပါစေတေမာလလောက်ကအနာကတ်ကိုပြင်ဆင်ကြဆိုပြီးတော့နှစ်ခါသုံးခါပြောတယ်အခုလဲဒါကိုဆက်ပြောဦးကြမယ်ခမားတို့ရဲ့အနာကတ်ကိုခမားတို့ပြင်ဆင်ပါစိတ်ပိုင်းဆိုင်ရာပြင်ဆင်ပါခမားတို့ရဲ့သားသမီးတွေကိုပြင်ဆင်ပါအဲ့တော့မှခမားတို့ကျွန်တော်တို့ကောင်းမွန်တဲ့ community တစ်ခုကိုချမ်းခဲ့နိုင်မယ်တော့အားလုံးကအပြင်ကကူညီနေတာအားလုံးကလက်မရှိသေးမိမိကိုမိမိစူးစမ်းပါ မိကမိကိုမိမိတိုးတက်အောင်လုပ်ပါမိမိရဲ့စိတ်ဓာတ်များကိုပြင်ဆင်ပါမနာလိုဝင်းဒိုစိတ်တွေအင်မတန်ကြီးနေတယ်ဆိုတာကိုယ့်ဟာကိုယ်စင်ကြင်ပြီးတော့ပြုတ်ပြင်ကြပါလို့ပြောရင်ကျွန်တော်ရဲ့ဒီနေ့ live ကိုနှီးကုန်းချုပ်ပါတယ်အစ္စလာမုအလัยကွမ်ဝါရမတူလာဝါဘရကတူမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေအားလုံးဘေးကင်းကြပါစေကျမ်းမာချမ်းသာကြပါစေမိမိကိုမိမိအသွေးခေါ်တွေ တူးတဲ့ဖွင့်ပြအောင်စူးစမ်းတဲ့လူတွေဖြစ်နိုင်ကြပါစေ